โอเคဒီနေ့တော့ compass panel ဖြစ်ပေါ်လာအောင်အကျဉ်းချုပ်ကိုကျွန်တော်သိသလားကိုပြောပြပါမယ် compass ကို1908ခုနှစ်မှာတော့ Marcus Mays compass ကနေပြီး American ပြည်တော်စု Massachusetts ပြည်နယ်မှာရှိတဲ့ Maiden ဆိုတဲ့မြို့မှာမိုးရံလေးရံရာသီဥတုဒဏ်ကိုခံနိုင်တဲ့ rubber shoe တွေထုတ်ဖို့အတွက် Converse Rubber Shoe Company ဆိုပြီးပထမဦးဆုံးစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်1918ခုနှစ်မှာတော့ Vulcan Knight လုပ်ထားတဲ့ Rubber Sole Power နဲ့ Canvas High Top Shoe တွေကို Nike ဆိုတဲ့အမည်နဲ့ပထမဦးဆုံး Basketball Shoe အဖြစ်စတင်ပြီးတော့ထုတ်လုပ်ခဲ့ပါတယ်ဒီ Nike ဖက်နက်တွေကို Converse All-Star လို့လည်းခေါ်ဆိုခဲ့ကြပါသေးတယ်1922ခုနှစ်မှာတော့ Converse Bag ကနေပြီးဖက်နက်ကိုပုံမိုတိုးတက်ကောင်းမွန်အောင်အတွက် အမေရိကန်ဘတ်စကတ်ဘောပလေးယာဖြစ်တဲ့ Charles Hollis Chet Taylor နဲ့အတူပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်1923မှာတော့ Compass Bank ကနေပြီးတော့ Chet Taylor ပေးတဲ့အကြံဉာဏ်တွေကိုရယူခဲ့ပြီးလက်ကိုမူလ Compass Oster တွေကို ဝေးရတာပုံပြီး Flashy ပဲဖြစ်တဲ့ဒီဇိုင်းနဲ့အတူ Compass Oster တွေကို Compass Chet Taylor Oster လို့ပြောင်းလဲခေါ်ဆိုပြီးထုတ်လုပ်ခဲ့ကြပါတယ် Chet Taylor ကိုလည်း Brand Ambassador ဖြစ်ခန့်အပ်ခဲ့ပြီးတော့ ချက်ဒီလာအော်စတာဖိနက်တွေကိုနိုင်ငံတော်ဝန်မှာလှည့်လည်ရောင်းချခဲ့ပါတယ်။1930အိုလံပစ်ပြိုင်ပွဲမှာတော့ American Basketball အသင်းရဲ့ official ဖိနက်ဖြစ်လာခဲ့ပြီးဒီအကြမ်းခံလွန်လာတဲ့ Converse ဖိနက်တွေဟာဘောဝါဒူးမှာလည်း American စစ်တပ်ရဲ့ training shoe အဖြစ်အသုံးပြုခဲ့ကြပါသေးတယ်။နောက်ပြီး BFridge Company နဲ့ Canadian Badminton Champion Jeff Parsey ကိုယ်တိုင်1935မှာဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တဲ့ Jeff Parsey ဖိနက်တွေကို1980မှာတော့ Converse ဘက်က နေမူပိုင်ခွင့်ဝယ်ယူလိုက်ပြီးဖနှက်ရဲ့တိုးပေါက်မှာစမိုင်းလင်းမောက်ပြုံးနေတဲ့ပါဇက်ပုံစံနဲ့တက်တက်ရရနဲ့ပူပြီးလာတဲ့ဂျက်ပါစဲဖနှက်တွေဟာ Converse ရဲ့ iconic design တွေရဲ့ကတခုဖြစ်လာခဲ့ပါတယ်နောက်ထပ်1970မှာပဲဖနက်ရဲ့ Baby Side Band တွေပေါ်မှာ Star တလုံးနဲ့ပါတဲ့ One Star ဖနက်တွေကိုထုတ်လုပ်ခဲ့ပြီးတော့ Skate Industry မှာပါကျင်းပလာခဲ့ပါတယ်။ဒါအကြောင်း Converse အနေနဲ့ ုံမူကောင်းမွန်တဲ့ on both feeling ကိုရဖို့အတွက်အပြင် performance ဦးစားပေးအကြမ်းခံနိုင်တဲ့ pro skating line ဖြစ်တဲ့ confidence တွေကိုလည်းဆက်လက်ပြီးတော့မိတ်ဆက်လာခဲ့ပါတယ်ဒါအပြင်မူရင်း design ကိုပုံမူကောင်းမွန်အောင်ပြန်လည်ပြုပြင်ထားတဲ့ chest assembly နဲ့ converse raster ဖက်နက်တွေအပြင် တခြားသော model design များစွာကိုလည်းဆက်လက်ပြီးတော့ထုတ်လုပ်လာခဲ့ပါတယ် 1950လောက်ကစပြီးတော့နာမည်ကြီးလာတဲ့ Compass က Cultural Impact နေနဲ့လေ1980နဲ့1980ဝန်းကျင်မှာတော့ Skate Culture မှာသာမကပဲပကြီ Artist တွေအနေနဲ့ဖနက်ရဲ့ Canvas ပေါ်မှာ Customize လုပ်ပြီးပုံတွေဆွဲတာအပြင် Hip Hop Culture, Punk Culture နဲ့ Rock Band တွေအပြင် Fashion Designer တွေရှားမှာပါဒီစဉ်ဒီပါဝစ်စင်လာကြပြီ fashion identity တခုလို့ပြောရအောင်အထင်ရှားကြော်ကြားလာခဲ့ပါတယ် ဒီလိုအောင်မြင်မှုတွေများစွာရရှိခဲ့ပေမဲ့ Comvas ဟာ Nike ကုမ္ပဏီကမဝယ်ယူခင် Diwali ခံခဲ့ရပြီးတော့2003ခုနှစ်မှာတော့ Nike ကုမ္ပဏီဘက်ကနေပြီးဒေါ်လာ305သန်းတဲ့ Comvas ကိုဝယ်ယူလိုက်ပါတယ်။ Nike ရဲ့ဤပညာနဲ့အတူပုံမူကောင်းမွန်တဲ့ material တွေကိုအသုံးပြုပြီးတော့ Chet Taylor 2အပြင် လူကြိုက်အရဲများခဲ့တဲ့ချက်တီလာအွန်စတာတို့လိုပြတ်တွေကိုပြန်လည်ထုတ်လုပ်ပြီးရောင်းချခဲ့ပါတယ်အခုဆိုရင် Converse ဟာ Nike ကြောင့်ပုံမှုခင်မိလာခဲ့ပြီးတော့နှစ်ပေါင်း130ကျော်လာပြီမယ် Popular ဖြစ်နေတဲ့ brand တစ်ခုဖြစ်ပြီးတော့လွန်ခဲ့တဲ့1923 1923ခုနှစ်ကထုတ်ခဲ့တဲ့ ချက်ဒီလာအော်စတာဆိုရင်အခု2025ခုနှစ်အထိနာမည်ကြီးနေစေလူကြိုက်များနေစေ timeless design တစ်ခုလည်းဖြစ်ပါတယ်ဒါကတော့ converse နဲ့ပတ်သက်ပြီးကျွန်တော်တည်တဲ့လောက် knowledge share လုပ်ပြရဖြစ်ပြီးတော့တကယ်လို့အမားပါခဲ့ရင်လည်း wave band ထောက်ပြလို့ရပါတယ်အဆုံးအထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်အစီအပြင်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံကြတာပေါ့